ရိသတ်တွေစောင့်မျှော်နေကြရီမန္တလေးသာကျောစာဝင်းရီဝမ်ချန်ပီယံရှစ်ပထမအဆုံးပွဲဦးထွက်ထူးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီမြန်မာဖိုက်တာရီရှုံးပွဲတွေနဲ့ကြာရှုံးမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်မှာသူ့ရဲ့ဘဝကိုတခြားမြန်မာဖိုက်တာတွေနဲ့မတူဘဲနဲ့ဒါထိုင်းနိုင်ငံချီသွားရောက်ပြီးတော့မွေထိုင်းပညာရက်ကိုကျွမ်းကျင်လိလချင်းလွန်းလို့ဒါထိုင်းနိုင်ငံရဲ့အချင်းကရ ဒါချင်းကလပ်ကြီးဖြစ်တဲ့ Feathers Club မှာသူကိုယ်တိုင်ကသွားရောက်ခဲ့ပြီးတော့လေ့ကျင့်ပြင်ဆင်ခဲ့တယ်။ဒါ Feathers ဂျင်းရဲ့ဥက္ကဋ္ဌကြီးနဲ့သားကလည်းကျောဆောင်ဝင်းရဲ့ယူသားကျူးစာဖြူစင်တဲ့စိတ်ဓာတ်ကိုတွေ့ပြီးတော့လေးနှစ်စာချုပ်သူ့အနေနဲ့ဘာမှတော့ပတ်စံတပြားမကုန်းစရာမလိုဘဲနဲ့အစာပြီးတော့ပြီး တိုက်တယ်လို့မမိအရေးချင်းတွေကိုမျက်သိမ်ခွင့်ရမယ်မမိလေးလာခြင်းနဲ့ပညာရက်ကိုသူ့အနေနဲ့လေးလာဝင်ရမယ်ဒီလိုမျိုးကြီးမားတဲ့အခွင့်အရေးကိုဒါကြောစွမ်းဝင်ရဲ့ဖြူစင်တဲ့စိတ်ဓာတ်ကိုတွေ့ပြီးတော့ကျွန်တော်တို့အခွင့်အရေးကြီးကြီးမားမားကိုပေးလိုက်တာပဲဖြစ်ပါတယ်ဆိုတော့နိုင်ငံရဲ့ချားမှာအခုချိန်မှာသလအနီးပါးတော့လေးချင်းပြင်ဆင်ထားပြီဖြစ်တဲ့ကြောစွမ်းဝင် 1 championship မှာပွဲဦးထွက်ပါတော့မယ်ဆိုတော့ဟိုကျော်စုံဝင်းကတော့ကျွန်တော်ကျော်ကြီးဟာမြန်မာနိုင်ငံမှာလေးနာမည်သလုံးနဲ့ရပ်တည်နိုင်ခဲ့တဲ့သူဖြစ်တယ်ဗျာသူရဲ့မာကုံကတော့ဒါပြောစရာမလိုတော့ပြောစရာမလိုဘူးပေါ့ဗျာပြီးတဲ့ခါကျသူရဲ့ထိုးချက်တွေကအင်တန်မှဒါကျွန်တော်တို့ဘလို့အလေးထူပါဝါရှိတဲ့ဖိုင်တာကောင်းတယောက်လို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်ဆိုတော့ အခုချိန်မှာကျော်စော်ဝင်းကမွေးထိုင်ပညာရဲ့တွေကိုလေးကောင်းမွန်မွန်အများကြီးလေးလာထားရသူဖြစ်နေပြီဆိုတော့တချို့သောပရိသတ်တွေကတော့ကျော်စော်ဝင်းကအခုချိန်မှာဒါမွေးထိုင်ချိန်မှာတော့အစမ်းထိုးလီချင်းနဲ့အာသူရဲ့ထိုးသက်ွက်တွေကိုကြည်ပြီးတော့တချို့သောပရိသတ်တွေကတော့ကျော်စော်ဝင်းရဲ့သူတဲ့မှုတွေကိုကြည်ပြီးတော့သိပြီးတော့အားမရကြသေးဘူးပေါ့လေဒါပေမဲ့ဒါတကယ်အပွဲနေ့ကျရင်ကျော်စော်ဝင်းဘာလုပ်ပြနိုင်မလဲဆိုတော့ပုံပုံပြီးတော့အရေးကြီးတာမဟုတ်ပါလားဗျာ ဆိုတော့ကျော်စာဝင်းရဲ့ဒါပွဲကတော့နောက်ပန်းကျွန်တော်တို့ကြည့်ရတော့မှာဖြစ်တယ်ဒါ Friday September လဒါ30သရင်ဒီမှာကျွန်တော်ကြည့်ရှုရမှာဖြစ်ပါတယ်เนาะဒါသူနဲ့ထိုးမဲ့ fighter တွေကတော့မျိုးစုံကိုပေါက်ကြားနေတာเนาะကျွန်တော်တို့เนาะအများကြီးလဲဟိုကျော်စာဝင်းအတွက်เนาะတချို့နာမည်မျိုးမျိုးပေါက်ကြားလို့ကျော်စာဝင်းနဲ့ဆိုရင်နေကြတယ်ကျွန်တော်တို့ကတော့အတိအကျတော့မပြောချင်သေးဘူးဒါပေမဲ့ကျော်စာဝင်းကိုယ်တိုင်ကသူဘယ်သူနဲ့ထိုးရမလဲဆိုတော့ကတော့သိရှိပြီးသွားပြီ เนาะကျွန်တော်မခြားခင်မှာကြော်စွာရင်ပွဲကိုကြည့်ရမယ်ဒီဘက်ထဲမှာเนาะသူတင်ငင်ချင်းဖြစ်တဲ့ Fathis Din ကပဲဆိုရင်ရင်ပွဲကိုလည်းကြည့်ရမယ်မြန်မာ Fighter ရဲ့ပွဲကြီးပွဲကောင်းလာမယ်နောက်လာမှာကျွန်တော် Bronica ရဲ့ပွဲကိုကြည့်ရမယ်ဆိုတော့เนาะအားရစရာရကြီးပဲ Asori ကအကောင်းနေเนาะကျွန်တော်မခြားခင်မှာမြင်တွေ့ရဖို့မြန်မာရဲ့ဒါเนาะ Lowy Fighter လောကမှာအာကောင်းနေကြီးပြန်မြင်ရဖို့အနေထားမှာရှိနေတာလည်းဖြစ်ပါတယ်။ Bronica ကိုလည်းအများကြီးမျှော်လင့်ထားတယ်၊ Joey ကိုလည်းအများကြီးမျှော်လင့်ထားတယ်နော်။